ဗမာ brain channel ကနေကြိုဆိုပါရခင်ဗျာကျွန်တော်တို့ကနေ့တိုင်းအခုလိုစိတ်ဝင်စားစရာတွေကိုတင်ဆက်ပေးနေတာဆိုတော့လေနေ့စဉ်ဝေးပြီးနားထောင်ဖို့ဖိတ်ခေါ်ချင်ပါတယ်ကဲဒီနေ့မှာတော့ကျွန်တော်တို့အားလုံးနှီးပါခံစားနေရတဲ့ငွေရေးကြီး fear တွေနဲ့ပိုကောင်းတဲ့ဘဝကိုလိုချင်တဲ့စိတ်အဲ့ဒါတွေကိုအခွင့်အလမ်းတစ်ခုဖြစ်ဘလို့ပြောင်းလဲပြလို့ရမလဲဆိုတာကိုလေ့လာကြည့်ကြပါပါဒီလိုမျိုးခံစားဖို့ကြပါပါအလုပ်ကိုတိတ်အောင်လုပ်နေတာတော့ဘာမှဖြစ်မလာဘူးတနေတာထဲမှာပဲလေနေတယ်လို့မျိုးပါအဲ့လိုခံစားတဲ့မျိုးက တော်တော်ကိုစိတ်တက်ကြစရာကောင်းရတယ်ဗျာအဲအဲ့ခန်းစားချက်ကနေပဲဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကစတင်လာတာပါဒီ source ကတင်ပြချင်တဲ့အဓိကအချက်ကတော့လေစဉ်းစားစရာလေးဗျာတကယ်လို့ပြဿနာကအခွင့်အလမ်းမရှိတာကြောင့်မဟုတ်ပဲကျွန်တော်တို့ပိုက်ဆံကိုမြင်တဲ့အတွေးအခေါ်ကိုယ်လံကမှားနေတာဆိုရင်ရောဒါကတော့တော်တော်လေးကိုအရေးပါတယ်ရှုထောင်းအပြောင်းလဲတစ်ခုပဲဖြစ်ပါတယ်ကဲဒါဆိုရင်ဒီနေ့ဘာတွေပြောချရမလဲဆိုတော့အပိုင်း၅ပိုင်းရှိမယ် ပထမဆုံးပိတ်ဆံအပေါ်ထားတဲ့စိတ်တဘောထားအသေးချောင်းပြီးရင်အလုတ်ခွေမှာကိုယ့်နေရာတစ်ခုရအောင်ဘယ်လိုလုပ်မလဲနောက်ကိုယ်ပိုင်လုပ်ငန်းဆဖို့ပြီးတော့လူတွေတတိထားမိအောင်ဘယ်လိုဘာနိုင်မလဲနောက်ဆုံးတစ်ခုကတော့အရာရာအတိုင်းမှာပိတ်ဆံဘယ်လိုရှာမလဲဆိုတာတွေပါပဲစိတ်နဲ့စိတ်ထားပြောင်းတာကနဲ့ကိုယ့်လုပ်ငန်းဆတာအထိလက်တွေ့ကျတဲ့နီးလန်းတွေကိုတစ်ခုချင်းစီတွားကြည့်ကြတာပေါ့ကဲပထမဆုံးပိုင်းကိုဆက်လိုက်ကြရအောင်ဒီ social အရိကအရွယ်ချက်ကလေအလုံးမခန့်ထုံနဲ့လောက်ပါဆိုပြီးစရင်ချပေးတာမျိုးမဟုတ်ဘူး အဲ့ဒီအစကျွန်တော်တို့မျက်စိရှေ့မှာရင်ရှိနေတဲ့အခွင့်အလမ်းတွေကိုမြင်တတ်အောင်အမြင်သစ်တစ်ခုပေးဖို့ပဲဖြစ်ပါလေဒီ source ကအခါရမှာပြောထားတာတခုရှိတယ်အဲ့ဒါကပါလဲဆိုဝင်ငွေရှာဖို့နီလန့်တွေကတကယ်တော့မရင်မတွက်နိုင်အောင်ရှိတယ်ပြီးတော့အဲ့ဒီထက်ကအများစုကလေဘွဲလက်မှတ်တို့ယင်းနီမျိုးနံမှုအကြီးကြီးတို့တောင်မလို့ရဆိုလို့ရှိရင်ကဝင်ငွေရှာနိုင်စွမ်းဆိုတာကိုယ့်ရဲ့အတွေးခေါ်ကိုနည်းနည်းလေးပြောင်းလိုက်ပြီးတေးသေးလေးလေးနဲ့စလိုက်တာနဲ့တင်းပွင့်လာနိုင်တယ်ဆိုတဲ့အချက်ပါပဲမျောလင့်စရာကြီးနော်ကဲ ဒုတိယပိုင်းကိုဆက်ကြည့်အောင်ဒီပိုင်းကတော့အလုပ်ခွင်နဲ့ပတ်သက်တယ်လူလော်တွေအများကြီးရှိတဲ့အလုပ်ခွင်ထဲမှာကိုကဘယ်လိုလုပ်ပြီးထင်မအောင်လုပ်မလဲကိုကိုတောင်ပူးထားလောက်ဘယ်လိုလုပ်မလဲပြီးတော့အရေးကြီးဆုံးကကိုတကယ်လောက်ဟာလာပြောတဲ့အလုပ်ကိုဘယ်လိုရှာမလဲအဲ့ဒါတွေကိုဆွေးနွေးတော့မှာပါအလုပ်ရှင်တွေတကယ်တောင်ပိုးထားတဲ့အရေးချင်းတွေပေါ့ဒီမှာအဆင့်ဟာဆင့်ရှိတယ်ပထမတစ်ခုအမဲတစေစူးစားလုပ်ကင်ပါတယ်ဒါကအချိန်ပိုးဆင့်ကင်တာကိုပြောတာမဟုတ်ဘူးနော်ကိုအလုပ်ကိုအရေးသွေးကောင်းကောင်းနဲ့တထမတ်တီလုတ်ပြနိုင်တာကိုဆိုလိုတာ ဒုတိယအချက်စစ်မှန်တဲ့စိတ်ဝင်စားမှုပြပါဆိုလိုတာကကိုယ့်အလုပ်ပြီးရင်ပြီးတော့မဟုတ်ဘဲနဲ့ကုမ္ပဏီတစ်ခုလုံးအတက်ပါစဉ်းစားပေးတာပိုကောင်းအောင်ဘယ်လိုလုပ်နိုင်မလဲဆိုတာကိုစိတ်ဝင်စားရှိတာမျိုးပေါ့ပြီးတော့ကိုတကယ်နစ်သက်တဲ့အလုပ်ကိုရွေးချယ်ဖို့အမြဲတမ်းအမှန်တိုင်းပြောဖို့ပြီးတော့လေးလာသိမ်းယူဖို့အဲ့ဒီအချက်တွေပါတယ်ဒီလိုအရေးချင်းတွေကလည်းတခါလဲမှာဘွဲလန့်မက်တီထက်တောင်ပိုပြီးတန်ဖို့ရှိနိုင်ပါတယ်ဥမာအနေနဲ့ Ryan ဆိုတဲ့လူတယောက်ရဲ့ဇလန်းကိုကြည့်အောင် သူကဘောကဖေရနဲ့ကြောင်းပြီးတော့လူလိုက်ကသူ့ကိုဘာမှအလွတ်လွတ်မယ်လို့ပဲထင်ကြရတာဒါပေမဲ့သူကသူ့တကယ်ဝါသနာပါတဲ့အမှုပညာလမ်းကြောင်းကို ရေးရေးကြည့်ဆွေးချေခဲ့တယ်ဒီဇလန်လေးတင်နဲ့ဘာတင်ငန်းစားရလဲဆိုတော့ကိုတကယ်စိတ်ပါဝင်စားတဲ့လောက်ကိုလောက်ခဲ့ခါမှလေပိုးကျူးစားခြင်းစိတ်ပိုးပြီးတင်ယူခြင်းစိတ်တွေကအလိုလိုဖြစ်လာတယ်အဲ့ဒီခါကျတော့အောင်မြင်မှုကလည်းပိုးပြီးကြီးမားလာနိုင်တယ်ဆိုတာပါပဲနောက်ထပ်ကတော့မင်းစီပေါ့သူ့ရဲ့နေရာမကလည်းတော်တော်လေးမတားစရာကောင်းလေ သူကစာပေထုတ်အလုပ်ကနေစခဲ့တာဒါပေမဲ့အဲ့ဒီအလုပ်ကဒီတန်းယာရီအလုပ်တစ်ခုလို့သဘောမထားဘူးအဲ့ဒီအစားဖောက်တည်တွေကိုဘလို့ဝန်ဆောင်မှုပေးရမလဲဆိုတဲ့တိုင်မွန်ရှိတဲ့ skill တွေသင်ယူဖို့အခွင့်အရေးတစ်ခုအနေနဲ့အသုံးချခဲ့တယ်ဆိုတော့ဒီကနေရမယ့်အဓိကသင်ခန်းစာကရှင်းရှင်းလေးပါကိုရောက်နေတဲ့နေရာအဲ့ဒါကကိုတိတ်မကြိုက်တဲ့အလုပ်ဖြစ်နေတဲ့တောင်မှအဲ့ဒီကနေသင်ယူဆရာတစ်ခုခုအမြဲရှိတယ်ဆိုတဲ့စိတ်နဲ့ချင်းကပ်ဖို့ပါပဲကဲအခုဆိုရင်နောက်တစ်ပိုင်းကိုကုကြမယ်ကိုပိုင်လုံငန်းစတင်ခြင်း ဆုံးဦးတည်တွင်လုံကားရှင်ဖြစ်ဖို့ပေါ့ကိုပိုင်လုံကားဆက်မယ်ဆိုတာနဲ့ယင်းနှမြုံနာမှုအကြီးကြီးတွေခက်ခဲတဲ့အရာတွေခေါင်းထဲရောက်လာတတ်တယ်ဒါပေမဲ့ဒီအပိုင်းမှာတော့အဲ့လိုမဟုတ်ပဲလူတိုင်းတက်ဖြစ်နိုင်တဲ့လမ်းကြောင်းတစ်ခုအနေနဲ့အတင်ပြတော့မှာပါတပတ်ကမို့အခု90ဟုတ်ပါတယ်ကိုပိုင်လုံကားဆက်ဖို့ဆိုတာကြီးကြီးကျယ်ကျယ်စဉ်းစားစရာမလိုဘူးဒီမှာ gel ဆိုတဲ့အမျိုးသမီးတယောက်ရဲ့ဇလန်းကိုကြည့်ပါသူရဲ့မုံလုံငန်းအတွက်အစပိုင်းမှာသူထားခဲ့တဲ့ရေမှန်းချက်ကတပတ်ကိုမုံအခု90ရောင်းဖို့ပဲအဲ့လောက်ပဲ အောင်မြင်တဲ့လုပ်ငန်းကြီးတစ်ခုရဲ့အစဟာအခုလိုရိုးရှင်းပြီးလက်တွေ့ကျတဲ့ခြေလှမ်းလေးတစ်ခုကနေလာနိုင်တယ်ဆိုတာကတကယ်တည်းပဲအားရစရာပါခြေလောက်မြင်သွားတဲ့နောက်ွယ်မှာ အထူးကနီလန်တုံ့ချက်ရှိတယ်ပရမဆုံးကတေးသေးလေးကစားပါဒါက risk ကိုလည်းနည်းစေတယ်ဈေးကွာကိုလည်းလေ့လာချင်းရတယ်ဒုတိယချက်ကကိုယ်တိုင်ချင်းကပ်ပါလူတွေနဲ့တိုက်ရိုက်တွေ့ပြီးစကားပြောတာကလည်းကြော်ညာကြီးကြီးတွေထက်ယုံကြည်မှုကိုပိုပြီးတည်ဆောက်နိုင်တယ်နောက်ဆုံးတစ်ခုကတော့ဆက်ဆံရေးကောင်းတည်ဆောက်ပါ ဖောက်တွေကိုနင်းနင်းထွေထွေဆက်ဆန်တာကတခါဝယ်ဖူးတဲ့သူ့ကိုအမြဲအားပေးတဲ့ဖောက်တွေဖြစ်သွားအောင်ပြောင်းလဲပေးနိုင်တဲ့အစွမ်းထက်ဆုံးနည်းလမ်းပါပဲ။ဟုတ်ပြီလုံငန်းတော်ဆက်လိုက်ပြီ။ဒါဆိုရင်လူတွေသိအောင်မလို့လုပ်မလဲ။နောက်တစ်ပိုင်းကတော့ပိတ်ဆံမြကြီးမတုံးပဲကိုလုံငန်းကိုဘာဘာနန်နန်နဲ့ဘလို့ကြောညာမလဲဆိုတာကိုပြောပြတော်မှာပါ။ဒီမှာပူပေါင်းဆောင်ရွက်ချက်စွာကိုပြတဲ့ဇလန်းတပုတ်ရှိတယ်။ရေနဲ့ဂျိုနသန်။ရေကစာရေးတာစကားထားဝတ်တာတွေမှာတော်တယ်။ဂျိုနသန်ကတော့ပုံဆွဲတာ။ ာတုံးဆွဲတာတွေမှာကျွမ်းကျင်ကြီးတယ်။တယောက်ချင်းစီမှာတန်ဖိုးရှိတဲ့ရေချင်းတွေရှိတာမှန်ပေမဲ့သူတို့နဲ့ပေါင်းလိုက်တဲ့အခါကျတော့မှတယောက်တည်းဆိုဘလုံးမလွတ်လို့မရတဲ့လူတွေကြောင့်မှ viral ဖြစ်သွားတဲ့ကြောင့်ရတွေကိုဖန်တီးနိုင်ခဲ့တယ်။ဆိုတော့ကို့မှာမရှိတဲ့ရေချင်းကိုတခြားတယောက်နဲ့ပေါင်းဆက်လိုက်ခြင်းရဲ့စွာကအဲ့လောက်ထိချီးမားပါတယ်။ကဲဒါဆိုရင်ပိုက်ဆံအများကြီးမတုံးဘဲလှုပ်လို့ရတဲ့ကြောင့်ရနီးလန်းလေးကြီးကြည့်အောင် ရိုးရိုးရှင်းရှင်းလက်ခံစာဆောင်လေးတွေရိုက်ပြီးဖြန့်တာမျိုးအကမတ်တုံးလို့ရတဲ့ social media တွေကိုကောင်းကောင်းအသုံးချတာမျိုးနောက်ပြီးအရေးကြီးတာကခုကတခြားဒေတာကန်စီးပွားရေးလုပ်ငန်းတွေနဲ့ပူးပေါင်းတာမျိုးပေါ့ဥပမာဗျာကိုကမုံရောင်းတယ်ဆိုရင်ဘေးနာကော်ဖီဆိုင်မှာကိုယ့်ကြော်ညာလေးထားခွင့်တောင်းတာမျိုးပေါ့ကုန်ချစေးကမရှိတလို့ပဲဒါပေမဲ့တော်တော်ထီအောင်နိုင်တယ်ဒီလိုမျိုးတေးပေးမဲ့ထီအောင်တဲ့နီလန်းတွေအများကြီးရှိပါသေးတယ်ကဲအခုဆိုရင်ကျွန်တော်တို့နောက်ဆုံးအပိုင်းကိုရောက်လာပါပြီဒီအပိုင်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် အရာရာတိုင်းမှာပိတ်ဆံရှာခြင်းတယ်ဟုတ်ပါတယ်လစ်လာမှုနဲ့လက်တွေ့လှုပ်ဆောင်မှုကနေတဆင်ကိုလုံးဝထင်မှားတဲ့နေရာတွေမှာဝင်ခွေရှာနိုင်တဲ့အခွင့်အလမ်းတွေကိုဘလို့ရှာတွေ့နိုင်မလဲဆိုတာကိုကြည့်တော့စာမှာပါအော်ဘရီရဲ့ဇလန်ကလို့တကယ်ကိုအားကျစရာကောင်းတယ်လို့သင်ကန်းစားယူစရာလည်းကောင်းပါတယ်စဉ်းစားကြည့်လေအလုပ်လည်းဖြုတ်စုထားတဲ့ပိတ်ဆံလည်းတပြားမှမရှိဘူးဒါကလူတရားကတော့အိမ်မက်ဆိုးပဲပို့ဒါပေမဲ့အော်ဘရီကကြောက်ဘူးငိုင်နေမယ့်အစားလှုပ်ဆောင်မှုကိုရွေးချယ်ခဲ့တယ် သူ့ရဲ့အစိုးဆုံးအခြေအနေကိုပဲအခွင့်အလမ်းရှာတဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲပေးထက်တာဗျာသူပိတ်ဆိုင်ရှာခဲ့တဲ့နေလန်းတွေကိုတစ်ချက်ကြည့်လိုက်တမားရောကြအလို့ဆိုတာတခုမှမပါဘူးအိမ်မှာရှိတဲ့အခန်းလို့ကိုငားတာကနေစတယ်ပြီးတော့အမိုက်ဆိုင်နဲ့ပေါင်းပြီးတန်တိုထန်စားတွေရောင်းတယ်သူ့ဘိုးစီကသတင်းစာအဟောင်းတွေကိုတော့စုဆောင်းတဲ့သူ့စီပြန်ရောင်းခဲ့တယ်နောက်ဆုံးလွင့်ပစ်ထားတဲ့ပရိဘောကအဟောင်းတွေကိုပြန်ပြင်ပြီးကောလစ်ကပြည်စထာနာကိုပြန်ရောင်းခဲ့တယ်သူကသူ့ပဝင်းကျင်မှာတန်ဖိုးချိနိုင်မဲ့အရာမတမျှကိုရှာဖွေခဲ့တာ သူ့ရဲ့အထီးကအရေးချင်းကဖာလဲဆိုတော့အချိန်နေမျိုးမျိုးမှာလိုက်လုံးညီတွင်ထီတော်နေနိုင်ပြီးဘယ်အရာကိုမဆိုအသုံးဝင်အောင်လုပ်နိုင်တဲ့စိတ်ဓာတ်ပါပဲဆိုတော့အော်ဘရေးရဲ့အောင်မြူမှုနောက်ွယ်ကအဓိကတင်ခန်းစာကရှင်းရှင်းလေးပဲသူကလူတွေပါလို့အနေနဲ့ဘာပြဿနာရှိနေလဲဆိုတာကိုအမြဲတမ်းလေ့လာတယ်ပြီးတော့အဲ့ဒီလိုအပ်ချက်ကိုဝင်ပြီးထိစီပြလိုက်တာပဲဒါကဘာကိုပြနေလဲဆိုတော့တန်ဖိုးဆိုတာရှာဖွေတွေးစီရတာမျိုးထက်ကိုယ်တိုင်ဖန်တီးယူလို့ရတယ်ဆိုတာကိုပဲတည်တည်ပြနေပါတယ် ဒီတော့ညီကုံချုပ်အနေနဲ့ဒီအချက်ကိုပဲထပ်ပြီးအလေးပေးပြောချင်ပါတယ်။ပိုက်ဆံဆိုတာလင်းသူ့စီကိုလိုချင်တဲ့လူတိုင်းစီရောက်လာတာမဟုတ်ဘူး။အပြန်လည်အနေနဲ့တံပိုးရှိတဲ့တစုံတစ်ခုကိုပေးနိုင်တဲ့သူတွေစီကိုပဲရောက်လာတာပါ။ကဲဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေထဲကအဓိကမှတ်ထားရမယ့်အချက်တွေကိုပြန်ကြည့်အောင်။ကိုယ့်ရဲ့တံပိုးဟာကိုယ့်ရဲ့ scale တွေမှာပဲရှိတယ်။ဘာမှမစတာတဲ့တဲသေးလေးဖြစ်တဲ့ဆက်လိုက်တာကပိုကောင်းတယ်။ကိုယ်မှာရှိတဲ့အရင်းမြစ်တွေကိုကောင်းကောင်းအသုံးချတဲ့ရင် ဟွတ်ထတဲ့အခွင့်အလမ်းတွေပေါ်လာမယ်။ပူပေါင်းဆောင်ရွက်ခြင်းကကိုယ့်ကိုပိုပြီးအောင်မြင်စေနိုင်တယ်။ပြီးတော့ဆွေးရှိဖို့ကတော့အရေးကြီးဆုံးပါပဲ။ဒီအချက်တွေကကိုယ့်ရဲ့ဗန်ဒါရဲ့ခရီးလမ်းအတွက်တကယ့်ကိုအစွမ်းထက်တဲ့လမ်းညွန်တွေဖြစ်လာမှတည်ကြပါရဲ့။နောက်ဆုံးအနေနဲ့ဒီမေခွန်းလေးတစ်ခုနဲ့အဆုံးတတ်ပါစေ။အခုဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့အတွေ့အခေါ်အတိတ်တွေနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုတစ်ချက်လောက်ပြန်ပြီးကြည့်လိုက်ပါ။ကိုယ့်ရဲ့မျက်စိရှေ့မှာတင်ရှားဖွေဖို့ထုတ်ဖို့စောင့်နေရဲ့ ဟုတ်ထားတဲ့တန်ဖိုးတွေအခွင့်အလားတွေကဘာတွေဖြစ်မလဲစဉ်းစားကြည့်လိုက်ကြပါဦး